အားလုံးပဲမင်္ဂလာပါအခုတချဲလုတ်ပြမပန်းဟာဒီပန်းလေးနော်ဒါလေးလုတ်ဖို့အတွက်ကိုပဇင်းကောင်းဒီဘက်ကကျိုးဒီအနီအောင်ကျိုးလေးကောင်းဒီဘက်ဆိုရင်လက်မ30ယူမယ် ခွင်းဘက်ဆိုရင်28လက်မယူမယ်နော်အနီအောင်ကျူးအလဲအခွေလေးကကြတော့10လက်မကျူးလေးကိုဖြတ်ပြီးတော့အခွေလေးခွေထားတာနော်10လက်မအခွေလေးဟိုအဆိုရင်ဒါခွင်းဘက်ပြီးပြီဆိုရောခေါင်းဘက်လုတ်ပြမယ်ပစင်းကောင်းတီးလက်မ30ကိုအလဲကနေပြီးတော့ခေါင်းတီးလေးလုတ်ထားတယ်ကျူးတစ်ချောင်းရဲ့တဝက်ကနေပြီးတော့နော်လုတ်ပြီးသွားပြီဆိုလို့ရှိရင်သူ့၄စိတ်အချီလေးနဲ့ဒီမှာတုတ်ထားတယ်တုတ်ပြီးသွားပြီဆိုရင်ဒီအခွေလေးကိုလာပြီးတော့တုတ်မယ် ဒီဆက်လက်မအခွေလေးကိုအချင်းနဲ့လာတုံးမယ်ဒီဘက်အရင်ရဟိုဘက်အရင်ရလေးပဲတုံးမယ်ဟိုဘက်ဒီဘက်ဒီဘေးတွေကိုလာမတုံးဘူးနော်ဟိုဘက်နဲ့ဒီဘက်ကလေးပဲကပ်ပြီးတော့တုံးသွားမှာပါအချီလေးနဲ့ဟိုဘက်ဒီဘက်ကတ်တုံးမယ်အချီကြတော့အခွေအရာအချီကိုသုံးတော့ဒီကျေတော့အဖင်နဲ့ထည့်ဦးမှာဖြစ်တဲ့အတွက်အခွေအရာအချီကိုသုံးမယ် ုတ်ဘက်ရောဒီဘက်ရောအခုဒီမှာဒီဟိုဘက်ဒီဘက်တုတ်လိုက်တယ်ဒီကမတုတ်ဘူးเนาะဒီဘေးကိုလောကမတုတ်ဘူးတုတ်ပြီးသွားပြီဆိုရင်အဖင်နဲ့ထည့်မယ်ခိုင်အောင်လို့ဒီဘက်ချမ်းနဲ့ထည့်မယ်ဟိုဘက်လည်းထည့်မယ်ထည့်တဲ့ခါကျလို့ရှိရင်အဖင်နဲ့ထည့်ရင်ဒီခြေရောဒီအခုရဲ့ခက်လေကိုလာမထည့်ဘူးเนาะဒီအခွေလေးခွေလာတာဒီမှာအရစ်ကလေးတွေရှိတယ်လေပထမဦးဆုံးအရစ်ကိုလည်းမထည့်ဘူးဒုတိယမြောက်အရစ်ကလေးကိုပဲထည့်မှာပါအဲ့တော့ပန်းတစ်ခုလုံးပြီးွားတဲ့အထိလေအဲ့ဒီဒုတိယမြောက်အရစ်ကိုပဲထည့်ထည့်မယ်နော် ကျုံတဲ့နေလွေတဲ့နေမထဲလိုက်နဲ့ထဲ့ပြီးဆွဲချတဲ့ခါလေးလေးချီကုန်ရပြီဒီပန်းမှာတအိုင်းမဆွဲချနဲ့အရင်တင်းနေအောင်ရှေ့ရပန်းနေအရင်တင်းအောင်ဆိုရင်ဒီအခွေလေးကအရင်ဟဖောက်သွားမယ်ဟပြီးတော့ပုံပြက်ပြီးမလှပဲနေမယ်နော်အဲ့တော့ဟိုဘက်ကောဒီဘက်ကောထဲ့ပါမယ်ဒီပစင်းငေါတီလေးကိုပို့ပြီးတော့ခိုင်သွားအောင်လို့နော်ခုနတည်းထဲပေါ်သလိုပဲဒီနှင်းရင်းမြောက်ကလေးမှာပဲထည့်မယ်เนาะလွယ်တဲ့နေရာကိုထိုးမထည့်လိုက်ပါနဲ့ ဒီလိုထဲ့ဥမှဖြစ်လို့လေဘေးကိုတကယ်တော့ခုနကလာမတုတ်ထားတာနော်တုတ်တဲ့ခါထိတ်ကလေးပဲတုတ်ပါလို့ပြောတာအဲ့လိုအချင်နဲ့ထဲ့ဥမှမို့လို့နော်ဝင်မှာထဲ့ပြီးသွားပြီဆိုရင်ပထမအဦးဆုံးစပြီးတော့လုံမာက ပွင့်ဖက်၃စိတ်အရွယ်ပွင့်ဖက်၅ဘတ်ခောက်ရမယ်၃စိတ်နော်၃စိတ်အရွယ်ပွင့်ဖက်၅ဘတ်ခောက်မယ်ထဲတဲ့အခါဒီနှစ်လိုင်းမြောက်ကိုပဲအချီကိုထည့်နေလွယ်တဲ့နေရာကိုထိုးမထည့်လိုက်ပါနဲ့ ဒါဆိုရင်တက်ဖက်ရပြီ။ခြေကိုဆွဲချိုက်လိုက်အရန်တင်းအောင်မဆွဲဘူးနော်။ခြေကိုရင်ရပြီအရန်တင်းအောင်ဆိုရင်အဆင်မပြေဘူး။အောက်ကဒီကျဲထွက်သွားရင်မလှပဲနေမှာဆိုလို့နော်။ဒါတက်ဖက်ရပြီ။ပုံမှန်လိုမျိုး၅ဘတ်လောက်ပါမယ်။ဒီဘက်ကိုလည်း၅ဘတ်ဟိုဘက်လည်း၅ဘတ်လောက်မှာနော်။နား၅ဘတ်ရပြီ။၅ဘတ်ရရင်မလှဘက်ကိုလည်းမယ်။ပန်းပီအသားဖောက်တလို့မျိုး။နောက်ဆုံးအဖက်နဲ့ပိုးတဲ့ကျိုးရဲ့ကြားလေးကိုအသားဖောက်ချပြီးဆင်းလိုက်မယ်။ အဲဆိုရင်ဒီဘက်က၅ဘက်ကပြီးသွားပြီခြေမဖြတ်နဲ့ဒီဘက်နဲ့ကိုတခါထပ်ပြီးတော့၅ဘက်ထပ်ပြီးတော့လာခောက်ပါမယ်နော်ဒီမှာဟိုဘက်၅ဘက်ဒီဘက်၅ဘက်ရသွားပြီရပြီဆိုရင်အခုဒီနှစ်ခုကိုလာပြီးတော့ပူပြီးတော့အချီနဲ့ဟိုဘက်ဒီဘက်ထိုးတုံမယ်ဒီပူလိုက်တဲ့နေရာတည်ဒီပဇင်းကောင်းတည်နဲ့တန်းနေရမယ်နော်တန်းနေအောင် လာဖို့အတွက်ကိုမလာဘက်အနောက်ဘက်ကိုလည်းလှည့်ပြီးတော့မှဒီလိုထိုးထုတ်လိုက်မယ်ပြီးရင်တုံမယ် ဒါကြတော့အချီအနီအောင်လေးနဲ့သွားတော့နော်အဲသူတုတ်တဲ့ခါကျရင်ပေါ်သွားမှာဆိုလို့ဒီလိုမျိုးတန်းနေအောင်ခြင်တန်းနေအောင်ချိန်မှာတန်းတန်းလေးဖြစ်နေမှာနှာမှာ ဟိုဘက်ဒီဘက်ခံရတော့တုတ်ပြီးသွားပြီဆိုရင်အခွေရဲ့ခလေးကိုပြန်ဆင်းမှလာတဲ့ဘက်အောက်ဘက်ကိုအာမတုတ်ပြီးဖြတ်လိုက်ရပြီနော်အောက်ဘက်မှာတုတ်ပြီးတော့ဖြတ်မယ်နောက်ပါမှာတုတ်ပြီးတော့ဖြတ်ဖြတ်ပြီးသွားပြီဆိုလို့ရှိရင်အခု ဒီမှာပုံနေတဲ့ကျိုးနှစ်ချောင်းအဲ့ဒီနှစ်ချောင်းကိုငါးလက်မှချက်ပြီးတော့ပိုရာလေးကိုဖြတ်ပြစ်မယ်ငါးလက်မှချက်ချက်ပြီးရင်နောက်ထပ်ကြံတဲ့ဟာပိုတဲ့ဟာဖြတ်မယ်เนาะအခုဒီအရင်ကနေတုတ်ထားတဲ့အရင်ကနေတိုင်းလိုက်ရင်ငါးလက်မှအကြံထားငါးလက်မှအကြံထားပြီးပိုတဲ့ဟာဖြတ်ပြစ် အပ်ပြီးွားရင်အခုဒီဟာနှစ်ခုကိုဒီဘက်ချမ်းအောင်အခွေလေးတစ်ခွေခွေမယ်ဟိုဘက်ချမ်းအခွေလေးတစ်ခွေခွေမယ်နော်ဒီမှလိုမျိုးအဲ့တော့ခွေလိုက်ပြီးွားရင်ရပါပြီခွေဖို့အတွက်ကိုတစောင်းလေးညှက်မယ်မီအနာတက်မယ်ပြီးွားရင်ခါတိုင်းလုံနေကြလို့ပဲအခွေကိုကြစ်ကြစ်လွတ်လွတ်လေးဖြစ်နေအောင်ခွေပေးပါကြစ်နေအောင်ခွေမယ်နော်အခွေလေးတွေကြစ်ကြစ်ကလေးမှနှားတယ် ပြီးနဲ့နဲ့ပြင်းလေးတွေလည်းညီးနေအောင်ခွေပါအလဲအဲ့အဖြူရောင်ခွေထားတဲ့အခွေလေးကိုလည်းလေးကျင့်နေအောင်ခွေနော်ဆယ်လက်မခွေတာတော့နည်းနည်းကြီးတော့တချို့တွေကခွေတာမကျင့်မလွတ်တာတွေဖြစ်လာတတ်တယ်ဥထွက်တာတွေအဲ့လိုမဖြစ်စေနဲ့ညီးနေအောင်ခွေဟိုဒါဆိုအရပြီအဲ့ဒီအခွေကိုအချီအပြောင်လေးဘက်လေးလံလိုက်တုံမယ်တုပ်ပြီးွားပြီဆိုရင်ဒီအခွေနဲ့ဒီပန်းနဲ့ကိုလည်းပြန်တွဲပြီးတော့တုံမယ်နော် နာအခွေကိုလေးဘက်လေးလံအပေါင်းလက္ခဏာတုတ်လိုက်တယ်တုတ်ပြီးဒီအခွေနဲ့ပန်းလေးကိုလည်းထပ်ပြီးတုတ်ထားတယ်လာတွဲထားတယ်နော်ဒါမှသူကခိုင်သွားမယ်အဲ့ဒါပြီးရင်ခြေကိုဖြတ်ပြီးဖြတ်ပြီးနောက်တစ်ခွေဒီဘက်ကိုလာခွေမယ်နော်အခုလိုပဲခွေပြီးရင်အခုခွေနဲ့ပန်းနဲ့တုတ်ပြီးအဲ့ဒီအခွေနှစ်ခွေကိုလည်းတုတ်ပါမယ် ဒီမှာနောက်တစ်ခွေကိုလည်းခွေပြီးလေးဘက်လေးလံတုတ်တယ်အခွေနဲ့ပန်းအောင်လည်းတုတ်တယ်အခွေနှစ်ခွေကိုလည်းဟိုဘက်ဒီဘက်ထပ်ခါထပ်ခါဖောက်ပြီးတုတ်တယ်ခိုင်အောင်လို့ပြီးသွားရင်လေအခုဒီချက်ကဒီကနေမှဒီဘက်ကိုဒီမှာထိုးထားတဲ့တွေ့လားအချီလေးဒီဘက်ကိုထိုးပြီးတော့ပြန်ဝင်ထားတယ်ဘာဆိုတော့ဒီနားလေးကရှော်ရင်းဖွင့်ပြုတ်မှာစိုးလို့အခုဒီဘက်ကိုလည်းတုတ်အဲ့လိုပဲဒီဘက်အချမ်းလေးလည်းအဲ့လိုပဲတုတ်မယ်နော် အလျှော်အဖို့လဲခံအောင်အကြံပတန်းလဲခံအောင်လို့ဆိုပြီးတော့ခိုင်းနေအောင်လိုက်တုံးမယ်ပပလေကိုတုတ်ဖို့ကျန်တဲ့နေရာမှန်တမြအောင်နော်ဒီဘေးကဒီချေတို့ကဒီတိုင်းပတ်ုံလေးလာပတ်ပြီးတဲ့ခွေလာခွေထားတာအားကြောင့်ဒီဘေးကလွတ်နေတဲ့နေရာလေးပါထပ်ပြီးတော့တုတ်သွားတယ်တုတ်ပြီးပြီဆိုတော့မှချီဖြတ်မယ်နော်တခွေလုံးကိုနေရာတိုင်းကိုအချီတွေနဲ့တုတ်ထားမယ်ခိုင်းနေအောင်ဒါပေမဲ့အနောက်မှာလည်းချီရုပ်ဆိုးမနေရဘူးတသက်ရည်လေးဖြစ်အောင်တုတ်ပါချီအပြောက်တွေတုတ်မယ်နော် အဲ့ဒါဆိုလို့ရှိရင်ခေါင်းနဲ့ခွင်းနဲ့တစုံမျှဝါပါပြီနော်အဲ့တော့ခါတိုင်းတို့ပဲအင်းဒီတထဲစာငါးစုံလုတ်ပါငါးစုံလုတ်ပြီးအိစာလေးပြပြပေးနော်အားလုံးနဲ့အစီအမီကြပါစေရှင်